မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မုံရွာအချင်းဆိုင်နောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိတိုင်းစစ်ဌာနချုပ်ရုံးနဲ့ရဟတ်ရင်ကွင်းတို့ကိုတရားခုနှစ်မှမှရှော့တိုက်တုံများနဲ့တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတပ်အတွင်းရှိတိုင်းစစ်ဌာနချုပ်ရုံးနဲ့ရဟတ်ရင်ကွင်းတို့ကိုတရားခုနှစ်မှမှရှော့တိုက်တုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brace Warrior Form မြန်မာမှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။ မလ23ရက်ည9:43မိနစ်ချိန်မုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်ရှင်တိုင်းစစ်ဌာနချုပ်ယုံနဲ့ MI စံမတိရဟန်းရင်ရနာကွင်းတို့ကိုတရားခွင်မှာမှရှော့လိုက်တုံတောင်းလုံးနဲ့ပြစ်ခတ်ခဲ့ရာနှလုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ကြောင်းသိရပါတယ်။ပြစ်မှတ်စီကိုအတက်နိုင်ဆုံးအနည်းဆုံးချိန်ရွယ်ပြစ်ခတ်ခဲ့ပါတယ်။ထိခိုက်သေးဆုံးမှုကိုတော့စုံစမ်းနေသေးပါ။တိရရင်ထပ်ပြောပြပါမယ်လို့ Brace Warrior for Myanmar မှာတာဝန်ရှိသူတောင်းကပြောကြားခဲ့ပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်းထိခိုက်ပျက်စီးမှုအခြေအနေနဲ့ပတ်သက်ပြီးဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ်သိရှိရတဲ့အချက်အလက်တွေကိုဆက်လက်ထုတ်ပြန်သွားမှာဖြစ်ကြောင်းအသိပေးထားပါရယ်အဆိုပါတိုက်ခိုက်မှုကို Brave Warrior for Myanmar BWM ဖွင့်ရင်ဦးဆောင်စီမံမှုနဲ့ Federal Revolution for Yangji Ambutanin Sheru Mongyua Democratic Ranger ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကစကိုင်းတိုင်းမကိုတိုင်းနဲ့ချင်းပြည်နယ်တို့ရှိလက်ယုံတပ်ဖွဲ့တွေကိုစစ်ရေးကိုကဲမှုပြီးနေတဲ့အရေးပါတဲ့စစ်ဌာနချုပ်ဖြစ်ပြီးအဲ့ဒီဒေသတွေရှိပြည်သူတွေကိုစစ်ကြောင်းထိုးတပ်ဖြတ်ခြင်းအစုလိုက်ပြောင်းလိုက်တပ်ဖြတ်ခြင်းလေရင်များဆက်တက်နေသည့်များနဲ့ဘုံကျဲတပ်ဖြတ်ခြင်းတို့ပြုလုပ်နေတဲ့တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့အတွက်ဖက်ဆက်တော်လိုင်းရင်းဒီအကျိုးလက်ဆောင် BWM Mission 32အဖြစ်သတ်မှတ်ပြီးပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် BWM နဲ့မဟာမိတ်ဖွဲ့တွေအနေနဲ့အာနာသိန်းစစ်ကောင်စီကိုအမြင့်ပြတ်ချိန်မုံနိုင်ဖို့အတွက်စစ်ကောင်စီရဲ့လေတပ်ပအဝင်အ ကြီးစားစင်ရဲ့အချက်ချာကြာနေရာတွေကိုပြစ်မှတ်တာ UTB ရည်ရွယ်ချက်တူတဲ့ဖွဲ့ရင်းနဲ့လက်တွဲကဒီဇိုင်းမှန်မှန်စူးစမ်းတိုက်ပွဲဝင်နေမှာဖြစ်ကြောင်းအတည်ပြုထားပါတယ်။ ဆက်လက်ပြီးမင်းအောင်လိုင်းရဲ့ကြောင်ချောက်ကြအိမ်မက်များဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလမှာစစ်ကောင်းဆောင်မင်းအောင်လိုင်းကရုရှားသမ္မတဗလာဒီမာပူတင်ပြီးမှထိုင်နေပြီးရုရှားကောင်းဆောင်ကဗုဒ္ဓဘာသာရန်ဖြားဒိတ်တော်လာမဟာပုဂ္ဂိုလ်ဖြစ်ကြောင်းပြောကြားပါတယ်အဲ့လိုပြောဆိုခြင်းကလွန်စွာအောင်ပွဲဖြစ်ကြောင်းပြသပါတယ်ချက်ကပြောဆိုခြင်းကိုနားလည်နိုင်တော်လဲပုံမနဲ့ဆိုင်နေရှိရွက်ချက်ကထင်ရှားပါတယ်မြန်မာမှာဒုက္ခရောက်နေတဲ့စစ်ကောင်းဆောင်ကမစီမဆိုင်မြှောက်ပင့်ပြောဆိုစေကမူအင်အားကြီးနိုင်ငံတစ်ခုထံမှတရားဝင်မှုကိုမျှော်လင့်ချက်ကင်းမဲ့စွာတောင်းခံနေခြင်း င်းဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာကမင်းအောင်လိုင်းရဲ့စက္ကလုံနေဖြစ်စေလုံရက်တီဖြစ်စေပကတိအခြေအနေကိုမထင်ဟခြင်းဖြစ်ပါတယ်။မင်းအောင်လိုင်းကအချို့ခံမှန်းတွေ့ချက်မှုတွေရာမြန်မာပိုင်နဲ့ရဲ့30ရာခိုင်နှုန်းအောက်ကိုသာထိန်းချုပ်နိုင်တော့တဲ့စစ်ကောင်စီကိုဦးဆောင်နေတယ်။ညီနောင်မဟာမိတ်၃ဖွဲ့ဦးဆောင်နေတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကြောင့်စစ်မျက်နှာများပြားမှာစစ်တပ်ဆုတ်ခွာနေရတယ်။တစ်ချိန်တည်းမှာအတိုက်ခံအမျိုးသားညီညွတ်ရေးဆိုရာ NUG ကနိုင်ငံတကာထောက်ခံမှုရနေပြီးအမျိုးမျိုးသောတော်လိုင်းလှုပ်ရှားမှုတွေက၎င်းတို့ရဲ့ထိုးစစ်တွေကိုပုံမှန်ညှိနှိုင်း ဆောင်ရွက်လာတယ်။ဒီလိုဖြစ်နေပြီမဲ့၄နှစ်တတန်းရှိအာနာသိန်းစစ်ကောင်စီရဲ့ထိန်းချုပ်မှုထင်ရောက်ထင်မှားဖြစ်ခြင်းကိုဖတ်တွေ့ထားပြီးအခုနှစ်မှာရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့အတိတ်ပဲမရှိတဲ့ကတိကိုပေးတယ်။ဒီရွေးကောက်ပွဲကလွတ်လပ်မြတ်တရားဝင်မှုဖြစ်စေမယ်လို့ယူဆသူအနေငယ်သားရှိပါတယ်။ကာကွယ်ဆောင်ရှောက်မှု အသေးအတန်လို့နီမော်စကိုရောက် မင်းအောင်လိုင်းရဲ့စကားတွေကမြောက်ပင့်ပြောဆိုခြင်းတသက်မဟုတ်တချက်ပြောဆိုမှုဖြစ်ပါတယ်ရုရှားကမြန်မာအတွက်အားထားနိုင်တဲ့လက်နက်ရောင်းချသူလက်နက်နဲ့ကုလသမဂ္ဂမှတန်တမန်ရေးအကခွဲပေးနိုင်တဲ့နိုင်ငံအနည်းငယ်နဲ့တနိုင်ငံဖြစ်ပါတယ်သမရပူတင်နဲ့ယုံကြည်ရလောက်တဲ့အထောက်အထားမရှိရဗုဒ္ဓဘာသာအကူအကားကိုအသုံးချခြင်းဖြင့်မင်းအောင်လိုင်းကရုရှားရဲ့ထောက်ခံမှုတွေကိုပြားဒိတ်တော်ဖြစ်လာသည့်သဘောမျိုးပုံဖော်ပြီးလက်ရှိနိုင်ငံရေးခြေအနေကိုဘောင်ကျော်ပါတယ်သမရပူတင်ကလည်းဆက်လက်ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်မှုံဝါဝါအာမခံချက်တွေကအပါအထံဘာမှပြည့် ည်းမပင်အပ်ပါဘူးပြောရမယ်ဆိုရင်ရှုကိန်းမှာနိုနစ်နေတဲ့သမ္မတပူတင်ကမြန်မာကိုဒုတိယဦးစားပေးဖြစ်တာမြင်ပါတယ်မိဖတ်လို့မမြင်ပဲအကွက်ရွှေစရာစစ်တွင်းရင်နဲ့ရုပ်ဖြစ်တာမြင်ပါတယ်ဒါပေမဲ့စစ်ကောင်ဆောင်မြန်လိုင်းကစစ်ကောင်စီရဲ့အခြားနိုင်ငံတကာထောက်ခံသူဖြစ်တဲ့တင်ယုံရဲ့တင်ယုံရဲ့ပုံမှုအပင်းယူဆံပြီးရှုပ်ထွေးတဲ့ကစားနည်းကိုတည်တာတာကြောင့်ရုရှားဘက်ကိုချိန်ပါတယ်တင်ယုံကစစ်ကောင်စီကိုတန်တမန်ရင်းနဲ့စီးပွားရေးထောက်ခံမှုပြီးတော့လေမြန်မာမှာတိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းရင်းနဲ့ဆက်ဆံရေးထိန်းသိမ်းထားပြီးမြည်သူအနိုင်ရသည့်ဖြစ်စေ၎င်းရဲ့ဩစာကို ဆက်လက်ခိုင်မာစေပါရယ်စစ်ကောင်စီရဲ့ကြီးထွားနေတဲ့စစ်မြေပြင်ဆုံးရှုံးမှုတွေမှာစစ်တပ်မှအငင်းစားများကိုပြန်လည်ခေါ်ယူရပြီးစစ်မှုထမ်းလို့တဲ့နိုင်ငံသားတွေကိုအလင်းအမြန်နိုင်ငံသားဖြစ်ခွင့်ပေးရစဉ်ဒီကိစ္စကပုံမပြောင်းကြတဲ့မိကုန်းဖြစ်လာပါရယ်လုံခြုံရေးဆိုင်ရာသူတည်တည်နဲ့အေရှားတိုင်းဆောင်းပါရှင်အန်တိုနီဒေးဗစ်ကမြန်မာစစ်တပ်ကဒီနောက်ကျေပြန့်ပြီးတေချာညှိနှိုင်းထားတဲ့လက်နက်ကင်ခုခံမှုကိုမြည်သည့်အခါမှမကြုံဘူးဘူးလို့ရှင်းသားထားပါရယ်ဒီအခြေအနေကအကြက်တဲကိုဖြည့်ရှင်းဖို့အသက်ဝင်မှုမရှိတဲ့ပုံသဘောတူညီချက်၅ချက်အတွက်ဝေဖန်မှုအများ များပြားခံနေရတဲ့အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံကဒေသတစ်ခုလုံးကိုရှိုင်းခတ်တဲ့လူသားချင်းစာနာမှုအကြက်အတဲအတွက်ပုံမှန်ကြီးမားလာတဲ့စိုးရိမ်မှုတွေကြောင့်ယက်တီချက်ပြောင်းလဲစေပါတယ်။ထူးခြားတာကအာဆီယံကရွေးကောက်ပွဲတစ်တွေကိုထောက်ခံမှုရပ်ဆိုင်ပြီးအဲ့ဒီအစားချက်ချင်းအပြစ်ခံရဆိုင်ကတည်ငြိမ်မှုအတွက်တခုနဲ့တော့လက်တွေ့ကြတဲ့နိလန့်အဖြစ်တောင်းဆိုပါတယ်။အင်ဒိုနီးရှား၊မလေးရှားနဲ့စင်ကာပူတို့ကစစ်ကောင်စီကိုအပြင်းထန်ဆုံးဝေဖန်တဲ့နိုင်ငံတွေဖြစ်ပြီးအင်ဒိုနီးရှားကရန်လိုမှုတွေရပ်ဖို့တိတ်တဆိတ်ဆွေးနွေးပွဲတွေကိုဦးဆောင်ပါတယ်။ဒါပေမဲ့ စစ်ကောင်းဆောင်မင်းအောင်နိုင်ကစစ်တပ်အောင်နိုင်ရင်ကသူ့ရဲ့တခုတည်းသောဆက်လက်ရှင်တိုင်းနီလန်းဖြစ်တယ်လို့မြင်လာကြောင်းအပြစ်ခတ်ရဲစိုင်းရှိရွက်ချက်မလုပ်ခြင်းဖြစ်နိုင်ပါတယ်။အပေးယူလုပ်ဖို့အာဆီယံရဲ့တောင်းဆိုမှုတွေကိုမကြသေးမီကပင်ချခြင်းမှာမြန်မာအကြက်တွေက2026ခုနှစ်ထက်ကြော်လွန်ဖြစ်ပေါ်နေတဲ့သဘောဆောင်ပါတယ်။ ဝါရှင်တန် DC ရှိအမျိုးသားစစ်ကောလိမ်မှာအရှိတောင်အားရှလုံခြုံရေးဆိုင်ရာကျွမ်းကျင်သူပါမောက်ခဇက်ဂါရီအပူဇာကအပေးယူလို့ဖို့မင်းအောင်လိုင်းရဲ့ညင်းဆန်မှုကနိုင်ငံရေးအတွက်ချက်မှားခြင်းသာမကမြန်မာအစိမ့်စိမ့်မမကွဲခြင်းဆက်လက်ဖြစ်ပေါ်မယ့်အချက်လည်းဖြစ်တယ်လို့ရှင်းတာထားပါတယ်။မင်းအောင်လိုင်းရဲ့စစ်ပွဲအရှိန်ရနေစဉ်ဒေါအောင်ဆန်းစုကြည်ရဲ့ဩဇာမင်းမိန်လာပါတယ်။မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာလက်လွတ်လို့မရတဲ့ခေါင်းဆောင်လို့တခါကမြင်ခဲ့ကြတဲ့ဒေါအောင်ဆန်းစုကြည်ကအခုကထောင်တွင်းမှာလောက်ကိုင်းနိုင်စွမ်းမင်းနေပြီးစစ်ကောင်စီမပြိုလဲပဲနိုင်ငံရေးပြန်လည်ရှင်သန်ဖို့ အလားလာနေနေပါတယ်။အသက်88နှစ်ရှိပြီဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးယူရင်းနေတယ်လို့သတင်းတွေထွက်ပေါ်နေပြီးသူကိုစစ်ကောင်စီ သူ့ကိုစစ်ကောင်စီကအထူးကြံနီးပါးချုပ်နှောင်ထားပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုချုပ်နှောင်ထားရမှာလွတ်ပြေးခြင်းကစစ်တပ်နဲ့ဒီမိုကရေစီအင်အားစုတွေအကြားပြန်လည်ပြင်ငင်းမှုကိုပြသတဲ့ရခင်ကစေအုပ်စုရဲ့ဖြူခွဲနည်းနဲ့မတူလက်ရှိဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးချုပ်နှောင်ထားခြင်းကအတိုက်ခံအင်အားစုကိုရခင်ကကဲ့သို့စိတ်လှုပ်ရှားစရာမဖြစ်စေ။လက်တွေ့မှာတော်လိုင်းလှုပ်ရှားမှုကဒေါအောင်ဆန်းစုကြည်ခံယူတဲ့လမ်းကြောင်းထက်ကျွန်လွန်ဖြစ်ပေါ်တိုးတက်နေပါတယ်။လက်နက်ကင်တော်လိုင်းကြီးကနိုင်ငံရေးအပြောင်းလဲတွေအတွက်တခုနဲ့တော်လက်တွေ့ကြတဲ့လမ်းကြောင်းဖြစ်တယ်လို့မြင်နေအမြင့်လန်လို့ ယ်လူငယ်တွေကဥဆောင်နေပါတယ်ဒီအယူဆကဒေါအောင်ဆန်းစုကြည်ကိုငြိမ်းချမ်းရေးနိုဘယ်ဆုရစေတဲ့ငြိမ်းချမ်းစွာဆန့်ကျင်သောနိလန့်နဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်ဒေါအောင်ဆန်းစုကြည်မရှိခြင်းကခေါင်းဆောင်မှုနိလန့်ခြင်းဖြစ်စေပြီးရေရှည်မှအတိုက်ခံတွေကိုပိုပြီးအစိမ့်စိမ့်မမဖြစ်စေနိုင်ကစစ်တပ်အတွက်ဝမ်းသာပွဲရာဖြစ်စေနိုင်ပါတယ်ဒါပေမဲ့မြမအနာဂတ်ကိုမြေလန်စနစ်ပဋိပက္ခတွေ ေတာမှထွက်ပေါ်လာတဲ့ပုံမခံယူချက်ပြင်းတဲ့တော်လိုင်းကောင်းဆောင်မျိုးဆက်တွေကဥဆောင်မဲ့အလားလာရှိပါတယ်ပုံမခြေပြတ်တဲ့မိခွန်းတွေကဒေါအောင်ဆန်းစုကြည်ကိုဆက်ခံမဲ့သူတစုံတဦးရှိရဲ့ဆိုရင်ပင်အဲ့လိုဘသူလဲဆိုတဲ့မိခွန်းဖြစ်ပါတယ် NUG အတွင်းမှာမြည်တိကောင်းဆောင်မှဒီမိုကရေစီလှုပ်ရှားမှုရဲ့ကောင်းဆောင်တဲ့အဖြစ်ထွက်ပေါ်မလာသေးသလိုမြည်သူမှလည်းဒေါအောင်ဆန်းစုကြည်ကဲ့သို့ညီညွတ်စေနိုင်သောဩဇာမရှိစေကောင်းဆောင်မြန်မာလိုင်းအတွက်ဒီပကတိအခြေအနေကဓာတ်သွားပေါ်ကပြားရင်ဆက်ဖြစ်ပါတယ်တစ်ဖက်မှာဒေါအောင်ဆန်းစုကြည်ရဲ့ဩဇာမင်းမြင့်ခြင်းကအစဉ်အလာတိုက်ခတ်တွေက ိုအင်အားနည်းစေတဲ့အခြားတစ်ဖက်မှာဒေါ်အောင်ဆန်းစုကြည်မရှိတာကြောင့်စစ်မြေပြင်ဆုံးရှုံးမှုတွေကိုမင်းအောင်လိုင်းရင်ဆိုင်ရစဉ်စိတ်ဆက်ညီနိုင်အပြေရှားခြင်းသဘောတရားရချောင်းဝင်လှုပ်ဆောင်ပေးနိုင်တဲ့ခေါင်းဆောင်မရှိဖြစ်စေပါတဲ့ စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အကြက်တဲကရှင်းလင်းပါတယ်သူကမနိုင်တဲ့စစ်ပွဲကိုတိုက်နေပြီးဆုံးရှုံးမခံနိုင်တဲ့နိုင်ငံတကာပအဝင်ပတ်သက်မှုတွေကိုကြောခိုင်းကတင်ရဝင်မှုအကြက်တဲကိုပုံမှုဆုံးရစေပါတယ်ဒီအကြက်တဲကအခုနှစ်ကုန်မှကျင်းပမယ်လို့မင်းအောင်လှိုင်ကြေညာထားတဲ့ရွှေကောက်ပွဲကဖြည့်ရှင်းပေးနိုင်တဲ့အကြက်တဲမဟုတ်တစ်ချိန်တည်းမှာရုရှားမှာခံကန်နာနာကြေညာချက်တွေကြောင့်ဖြစ်စေပြည်တွင်းမှာစိတ်ဓာတ်လုံဆောင်တဲ့စကားတွေနဲ့ဖြစ်စေသူ့ရဲ့အင်အားထူထောင်မှုအားထုတ်မှုခက်ခဲတဲ့အမှန်တရားကိုမဖုံးကွယ်နိုင်ပါဘူးအမှန်တရားတွေမှာစစ်တပ်ရဲ့ချုပ်ကန်ချဆင်းမှု အမှန်တရားတွေမှာစစ်တပ်ရဲ့ချုပ်ကန်မှုကြဆင်းနေပြီးစစ်ကောင်စီရှင်သန်ရေးကိုပုံမချင်းချောက်ခံနေရကမင်းအောင်လှိုင်ရဲ့ကြီးကျယ်ခံထားတဲ့ထင်ရောက်ထင်မှာကြောက်ကြရဖြစ်မှုတွေရှိတော့လေသူရဲ့အနာဂတ်ကပုံမတန်တရားဖြစ်เสียဖြစ်လာတယ်ဆိုတာကအမှန်တရားတွေဖြစ်တယ်ဆိုတဲ့အကြောင်းရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်